တန်မိုးရီပြင်းပြင်းထန်ထန်ရွာသွန်းနေတဲ့ညမှာတော့ထင်ကျော်စရဲလူငယ်လေးတယောက်က သူ့ရဲ့အိမ်ကိုအမြန်ပြေးနေပါတယ်။ဒါပေမဲ့သူ့အယောက်ခံနေမှာပဲသူ့အိမ်နာက အမိုက်ပုံတစ်ခုမှာခွေလေးတစ်ကောင်တုံတုံရီနဲ့သွဆလေးကိုအကာအကွယ်လုပ်ရင်ချမ်းချမ်းတုံတုံနဲ့မိုးခုနေရာကို သူတွေ့လိုက်ရတယ်။ခွေလေးကိုကြည့်ရတာကလည်းအရန်ကိုတနာစရာကောင်းပြီးတော့အေးဆက်နေတဲ့လေသူကြောင့်တုံရင်နေပြီးဘသူကများသူ့ကိုလာခဲ့တယ်မလဲဆိုပြီးတော့အာကိုတကြီးနဲ့မျောလင့်နေရှာပါတယ်။ ြီးချင်းမထင်ကျော်ကလည်းမိုးရီရဲကအမြန်ပြေးနေရပြီးအဲ့ဒီခွေးလေးကိုအမှတ်တမိတ်တွေးလိုက်ပြီးတော့ခွေးလေးရဲ့ဖြစ်ကိုကြီးကအရန်ကိုတနာသွားပါတယ်။ဒါကြောင့်မေသူဟောင်းခွေးလေးကို သူ့အိမ်ကိုခေါ်သွားကသူနဲ့အတူနေဖို့တနည်းအားဖြင့်မွေးစားလိုက်ဖို့ဆုံးဖြတ်လိုက်တော့တယ်။ဒါကြောင့်ခွေးလေးကိုကြကြနနာမျက်လုံးနေနေကြီးကလက်ကမ်းပေးလိုက်ပြီးတော့ခေါ်လိုက်ပါတယ်။ခွေးလေးမင်းတို့ကြီးကတော့အရန်ကိုတနာစရာကောင်းတာပဲကွာ။ဒီမိုးရီထဲမှာမင်းအရန်ကိုချမ်းနေမှာပဲနော်။ ငါမင်းကိုငါရဲ့အိမ်ကိုခေါ်သွားမယ်ပြီးတော့မင်းကိုနင်းနွေးထွေးထားမယ်အစာလေးတွေးမယ်ငါလည်းတယောက်တည်းသမားကွာမိဘဆွေမျိုးသားချင်းလည်းရှိတော့တာမဟုတ်ဘူးဒါကြောင့်မင်းကိုလုံးဝအနေနဲ့မဖြစ်စေရအောင်နော်ငါကတိပေးရကွာနော်မင်းငါ့ကိုယုံကြည်ပြီးတော့ငါနဲ့အတူလိုက်ခင်မလားဒီစကားကိုကြားတော့ခွေးလေးကလည်းယုံကြည်ကတုံနဲ့လိုက်ချင်ကြောင်းကိုအမီးကိုနှံ့ပြကအတန်ပြုတ်ပြီးတော့အမူအရာပြုတ်လိုက်တယ်ဒီခါမှာပဲထင်ကြော်လေးခွေးလေးကိုအသာအရာပွေ့ချလိုက်ကမူကြီးရဲမှာအမြန်ပြေးပြီးတော့သူ့ရဲ့အိမ်ကိုပြန်လာခဲ့ပါတော့တယ် အင်ကိုရောက်တော့ခွေးလေးကိုချင်းတစ်ခုထဲမှာထည့်ထားပြီးနှွေးချွေးဆိုရင်အဝတ်စားတွေကိုခင်းကနို့တပကံတိုက်လိုက်ပါတယ်။စာလောင်ပြီးတော့ချမ်းတုံနေတဲ့ခွေးလေးကအဲ့ဒီနို့တွေကိုရှာနေရက်ပြီးတော့အငမ်းမရတောက်နေပါတော့တယ်။တောက်ကြည့်ပြီးတော့ထင်းကျော်လေးသူ့စိတ်ထဲမှာအယံကိုပြင်းပြီးဖြစ်နေခဲ့ပါတယ်။ပြီးတော့ခွေးလေးကိုလည်းပို့ပြီးတော့တယုံစင်ဖြစ်ကမြစ်တာတဝင်သွားခဲ့ပါတော့တယ်။ငါမင်းကိုတေချာဆောက်ရှောက်ပါမင်း။ငါဘလောက်ပဲစည်ရင်နေပါစေ။မင်းကငါအငတ်မထောင်းဘိုင်းဝအောင်ငါကြွေးမယ်။ ပြီးတော့ငါဘရောမှလည်းမင်းကိုမဆော့ပြက်ဘူးမင်းတအောင်ယုံနေမလားလူငယ်ကသူ့ရဲ့ရှင်နေကလာတဲ့စကားကိုပြောလိုက်တဲ့အခါအဲ့ဒီစကားတွေကစစ်မှန်နဲ့မစစ်မှန်ဘူးဆိုတော့သူ့မျက်နှာမှာတော့ပေါ်နေပါတယ်ဒါကသူ့စကားတွေကိုနားမလဲတဲ့ခွေးလေးကတော့သူ့ရဲ့မျက်လုံးတွေကိုကြည့်ပြီးတော့နားလေတလုံးလုံးနဲ့သူ့ကိုရှာလေးထုတ်အမီလေးနှံ့ပြကတအီအီနဲ့နားလေတဲ့အမူအရာနဲ့ပြန်ပြောပြနေပါတယ်ခွေးလေးရဲ့စိတ်ထဲမှာလေလောကကြီးမှာ သူ့ကိုတမိုးထားပြီးတော့ဂရုစိုက်ရှောက်ရှောက်ပေးမဲ့သူရှိသေးတယ်လို့တွေးကောသူ့ကိုသူအရန်ကန်ကောင်းနေသူအဖြစ်ကျေနပ်နေပါတော့တယ်။ကဲခွေးလေးရေမင်းကငါမွေးရဲမှာပေပေတတလေးတွေ့ခဲ့တာဆိုတော့မင်းကိုဖိုးပေးလို့ခေါ်မင်းမင်းရောအဲ့ဒီနာမည်ကိုကြိုက်ရလားထင်ကြောင်းအဲ့ဒီလိုမေးလိုက်တော့အခွေးလေးကအမီလေးလှုပ်ပြရင်သူ့အကြီးကသဘောကျတယ်ဆိုရဲအမူအရနဲ့ပြန်ပြီးတော့ပြပါရတယ်။ဒါကိုထင်ကြောင်းကတွေ့ပြီးတော့အရန်သဘောကျကတဟာဟာနဲ့ရင်းနေပါတော့တယ်။ အရင်တော့ကဆလို့နှစ်တွေအတော်ကြာတဲ့အထိသူတို့နှစ်ယောက်စကားရီအပြန်လန်ပြောအမှုရာရီအပြန်လန်ပြကပျော်ရွှင်စွာနဲ့အချိန်ကုန်ဆုံးနေခဲ့ကြပါတယ်။သူတို့ရဲ့ရင်ထဲကလာတဲ့ပျော်ရွှင်မှုနဲ့ရင်မောတန်တွေက အပြင်ကပြင်းပြင်းထန်ထန်ရွာနေတဲ့မိုးတန်ကိုယ်တော်တတိမထားမီအောင်ဖုံးလန်းသွားစေခဲ့ပါတယ်။အရင်နေ့ကဆလို့ထိန်ချုံနဲ့ဖိုးပီတို့ဟာအရန်ကိုရင်းနှီးချက်ခဲ့တဲ့တငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။လှုပ်ရှားရှိရဲ့အလုပ်တွေလုပ်ပြီးတိုင်းထိန်ချုံကဖိုးပီနဲ့ဆော့ကစားနေတတ်ပါသေးတယ်။ နှစ်တွေအတော်ကြာတဲ့အထိဖိုးပိလေးကထိန်ကျော်နဲ့အဖော်ပြုရင်အမြဲတမ်းပြပြရှိရှိနေတူတကားဖြတ်တန်းခဲ့ကြရတယ်။ဖိုးပိရဲ့ဘဝမှာလည်းထိန်ကျော်ပဲရှိသလိုထိန်ကျော်ရဲ့ဘဝမှာလည်းဖိုးပိသာရှိတဲ့အထိချစ်ခင်ခဲ့ကြပါရဲ့။ဒီလိုနဲ့တမန်နဲ့မှာတော့ဖိုးပိဟာထူးထူးဆဆန်းအယံကိုထိုးဟောင်းနေခဲ့ပါရဲ့။ဒါအောင်အပင်လေးတွေကိုရေလောင်းရင်ဖိုးပိရဲ့ဟောင်းတန်းကိုကြားသွားတဲ့ထိန်ကျော်ကစိတ်ထင်းမှာတခုခုထူးဆန်းနေတယ်လို့ခံစားလိုက်ရတယ်။ဒါနဲ့ပဲဖိုးပိကိုသူလှမ်းအော်ခေါ်လိုက်တယ်။ဟဲ့ကောင်ဖိုးပိ မင်းပါလို့ဒီလောက်ဟောင်းနေရလဲကွာတိတ်တိတ်နေစမ်းပါမင်းတန်းနားညိလိုက်တာထွင်ကြော်အောင်လိုက်တာတော့မှဖုတ်ပေဟောင်းတန်းကလုံးဝတိတ်မသွားခဲ့ပါဖုတ်ပေအဆက်မပြတ်ဆက်အောင်နေတော့မှပဲတော့ပြင်သူ့ရဲ့အချိန်လေးကဆက်ပြီးလဲမနာရန်ဟောင်းမဲ့အတင်လုံးဝလဲရက်သွားမဲ့ပုံမပေါ်ပါဘူးဒါနဲ့ထင်ကြော်လဲစိတ်မရှိတော့ဘဲနဲ့သူ့စကားနားမထောင်ရကောင်းလားဆိုပြီးတော့ဖုတ်ပေကိုမန်မိုးအတအနောက်ကိုလှည့်ကြည့်လိုက်တယ်ဒီခါမှာထိတ်လန့်အံ့ဩစွာနဲ့သူမြင်တွေ့လိုက်ရတာက သူတို့ရဲ့အနောက်မှာအရန်အစိတ်ပြင်းတဲ့ငွေစိုးတကောင်ကပပြင်းထောင်ပြီးတော့သူတို့ကိုနှာမုတ်ပြီးရန်ပြိုးမလို့ကြံရည်နေတာပဲဖြစ်ပါတယ်။တောင်မြင်တော့ထင်ကျော်လေးအရန်ကိုကြောက်လန့်သွားပြီးသူ့လက်ထဲကရေပန်းခေးရောင်မှအောက်ကိုပြုတ်ကျသွားခဲ့တယ်။ဖိုးပေလေးကတော့သူ့သခင်ထင်ကျော်ကိုကာကွယ်ဖို့အတွက်ငွေဟောက်ကိုတောင်မှမကြောက်မရွံ့မဲနဲ့ဒရဇတ်တောင်ဟောင်းနေပါတော့တယ်။ဒီခါမှထင်ကျော်ကနားလေသွားပြီးဖိုးပေအတွက်စိတ်ပူကဖိုးပေကိုတတိထားဖို့ပြောလိုက်ပါတော့တယ်။ဖိုးပေဖိုးပေ သူနာမသွားနဲ့ဖဖေနာမှာပဲနေပါကွာအဲ့ကောင်ကြည့်ရတာအရန်အစိတ်ပြင်းမဲ့ပုံမဲကွာထင်ကျော်ကသူ့ရဲ့ဂွေလေးကိုဘလောက်ပဲတတဖိုးပေကတော့သူ့တခင်ထင်ကျော်ကိုကာကွယ်ဖို့အတွက်သူ့အသက်ကိုယ်တော်ဗရာနာမထားပဲနဲ့သူ့အားရှိသလောက်ထိုးဟောင်နေပါတယ်ဒီခါမှာပဲထင်ကျော်ကအကြံတစ်ခုရသွားပြီးသူ့အနောက်ကခဲတလုံးကိုအမြန်ကောက်ယူလိုက်ပြီးတော့မွေဟောက်ကိုခဲနဲ့အပြင်းပြင်းပြပောက်လိုက်တယ်တတိတ်ဆဆိုင်ခဲကလည်းမွေဟောက်ရဲ့နှုတ်သီးတတိတ်ကိုထိသွားတဲ့အတွက်နာကျင်သွားတဲ့ဒဏ်ကြောင့်မန်ရှော့က သူ့အသက်အတွက်အကြောက်လန့်သွားပြီးဘေးလူရကိုအ мян ပြေးထွက်သွားလိုက်ပါတော့တယ်။ဒီတော့မှထိန်ကျော်ကသူ့ရဲ့အပြည့်အတွက်နောင်တရပြီးတော့ဖိုးပေကိုစိတ်မကောင်းစွာနဲ့တောင်းပန်လိုက်တယ်။ဖိုးပေရဲ့မင်းရဲ့ကျေးဇူးကြောင့်သာပေါ့မဟုတ်ရင်ငါတော့မွေကိုက်ပြီးတော့တိတော့မှာပဲ။ငါအသက်ကမင်းရဲ့လက်ထဲမှာပဲရှိပါတော့တယ်။ငါခုအသက်ရှင်နေရမင်းရဲ့ကျေးဇူးကြောင့်မှာပဲကွာ။မင်းကကျေးဇူးလေးတင်နေ။ငါထင်မှားပြီးတော့အော်မိရဲ့အတွက်လည်းငါမင်းကိုတောင်းပန်ပါရဲကွာနော်။ ချေချောကဖိုးပေကိုတောင်းမကသူ့ရဲ့ခေါင်းလေးကိုကြကြနနာနဲ့ပုတ်တက်ပေးလိုက်တယ်။ဒါအောင်ဖိုးပေကလည်းနားလေခွန့်လွတ်တဲ့အနေနဲ့ပျော်ရွှင်စွာပဲရှာလေးတုတ်ကချေချောကိုပြန်ပြီးတော့သူ့ကိုယ်လုံးလေးနဲ့တဝိပုတ်တက်နေခဲ့ပါတော့တယ်။တကယ်တော့လေဟုတ်ပါတယ်။ဖိုးပေသာမအော်ခဲရင်တော့ထင်ချောကတေချာပေါက်အဲ့ဒီနေရာမှာတွင်ပွေးချင်းပြီးမွေးပေါက်လို့တည်ဆုံးသွားရမှာပါ။အဲ့ဒီနောက်ပိုင်းကဆလို့သူတို့အတူတူနှစ်တွေအများကြီးပျော်ပျော်ရွှင်ရွှင်နဲ့နေလာခဲ့ကြပါရဲ့။ဒီလိုနဲ့တနေ့မှထင်ချောဟာ သူချက်မြန်နိုးတဲ့မိန်းကလေးနဲ့တွေ့ပြီးတော့တအိုးတအိမ်ထူထောင်ခဲ့ပါတယ်။ထင်ကျော့အမျိုးသမီးရင်များကလည်းဖိုးပြေကိုချင်နာပါတယ်။ဒါကြောင့်သူတို့မိသားစုလေးဟာအရင်လိုပဲပျော့ပျော့ရွှေရွှေနေလာခဲ့ကြပါတယ်။မကြခင်ပဲထင်ကျော့မိန်းမကကိုဝင်ရှိလာခဲ့ပြီးလာစေတဲ့အခါမှလည်းအမေရောကလေးပါကြက်ကြက်မမနဲ့မွေးဖွားနိုင်ခဲ့ပါတယ်။ဒါကြောင့်ထင်ကျော့ရောအေးများရောက အရန်ကိုပျော်နေကြသလိုဖိုးပြေလေးကပါ ူတို့ကိုပြောမပြတတ်ပေမဲ့ပျော်ရွှင်တဲ့အရေးရောင်ကမြင်ရရုံနဲ့သိနိုင်ပါတယ်။သူ့စိတ်ထဲမှာလည်းကလေးကိုမနာလိုမဖြစ်ပေနဲ့သူငငယ်လေးတွေကထင်ကျော်သူ့ကိုပြောခဲ့တဲ့စကားတွေကိုသာပြန်ကြားရောက်နေသေးပါပဲ။ဖိုးပေမင်းကူကဆာပြီးတော့ငါတို့သားလေးကိုဆောင်းရှောက်ပေးရမယ်နော်။ငါမှတားရှိလာသလိုဒီကလေးကလည်းမင်းရဲ့ညီလေးပဲ။သူ့ကိုဆောင်းရှောက်ဖို့မင်းမှတာဝန်ရှိတယ်။မင်းလုံနိုင်မယ်ဆိုတာလည်းငါယုံကြည်တယ်။ကြည့်ပါဦးကွာမင်းငငယ်တော့ကလည်းငါမင်းကိုဒီလိုလေးပွေချီလာခဲ့တာ။ အဲတော့ကမင်းကလည်းအခုလိုပဲအယံကိုချက်စရာကောင်းတာကွထင်ကျော်ကအားပါတရပျော်ရွှင်စွာနဲ့ပြုံးပြနေတော့ဖိုးပေလည်းထင်ကျော်ရဲ့ပျော်ရွှင်တဲ့အပြုံးလေးကိုမြင်ရပြီးသူလည်းပီတိဖြစ်နေခဲ့ပါတယ်သူစိတ်ထဲမှာလည်းသူ့မိသားစုလေးတဲ့မိသားစုဝင်တဦးတိုးလာတဲ့အပေါ်မှာကျေနပ်နေခဲ့ပါတယ်ဒီမိသားစုလေးကလွဲပြီးလဲသူ့ဘာကိုမှမလိုချင်တော့ပါဘူးဒီအတွက် သူလုပ်ပြနေကြထုံဆန့်အတိုင်းရှာလေးကို ထုတ်ကထင်ကျော်စကားတွေကိုနားလဲဟန်နဲ့သဘောတူလိုက်ပါတော့တယ် ဒီလိုနဲ့တမနာမှာတော့ထင်ကျော်ခြံထဲမှာရေလောင်းနေတော့အိမ်ပေါ်ကနေထင်ကျော်တဲ့ဒါလီအော်တန်ကိုကြားလိုက်ရပြီးထင်ကျော်ရင်နဲ့မီးစားနဲ့ထိုးခံလိုက်ရတယ်လို့ဖြစ်သွားတယ်။သူလည်းအယံထိတ်လန့်သွားပြီးတော့ကိတ်ထားတဲ့အရေပန်းကရားကိုတော့ပြေချကာသူ့သားစီကိုပြေးပါတော့တယ်။အိမ်ထဲရောက်တော့သူ့လုံးဝထမမထားတဲ့မြင်ကွဲကြောင့်သူ့အယံကိုအံ့ဩတုန်လှုပ်သွားခဲ့။သူကြည့်လိုက်တဲ့အခါအဲ့ရဲမှာအနီးနဲ့ပတ်ပြီးတော့တိတ်ထားတဲ့ကလေးရဲ့အနီးတစ်ခုလုံးကသွေးတွေရဲတွတ်နေအောင်ကိုပေးချနေပြီးတော့ ကလေးကလည်းအဆမ်းမပြတ်အော်နေရကိုတွေးလိုက်ရတယ်။ဖိုးဘီကလည်းဒီလောက်ဖြစ်ရတဲ့အထိမင်းဘာလုပ်နေလဲဆိုတဲ့အကြီးနဲ့လှမ်းကြည့်လိုက်ချိန်မှာတော့သူ့စိတ်တော့သူထိမရအောင်အယံကိုဒေါသထွက်သွားပါတော့တယ်။ဘာလို့ဆိုဖိုးဘီရဲ့ကရင်မရောပါဇက်နိုင်တဝိုင်းမှာပါ သူရီပြီးချန်နေလို့ပါ။သူထင်သွားခဲ့တယ်။ဖိုးဘီကဒရိဆန်ဆိုတော့စိတ်ရိုင်းဝင်ပြီးသူ့သားကိုတပြက်လိုက်လိချင်းလို့သူ့စိတ်ထဲမှာထင်သွားခဲ့တာပါ။ခွေးဒရိဆန်ငါမှာတော့မင်းကိုငါသားနေမချကျွေးမွေးပြုစုခဲ့ရတာချစ်ခဲ့မြတ်တာပေးခဲ့ရတာ။ မင်းကဒီကျေးဇူးတွေရောအခုလိုပဲပြန်ဆောက်လိုက်တာပေါ့လေမင်းကိုမွေးခဲ့မိတာငားမှားတာပဲမင်းလိုကောင်ရှိနေလဲအလက်ကားပဲတရိษံကအချိန်တန်တရိษံစိတ်တွေရှိရဲ့မင်းကိုကြွေးခဲ့မိတဲ့ဒီလနဲ့ငါကိုယ်တိုင်ပဲမင်းကိုကပြန်တက်ပြမယ်ထေကျော်ကသူ့ဒေါ်သားကိုမထိန်နိုင်တော့ပဲတားစောနဲ့အနီကတုတ်ကိုဆွဲယူကဖိုးပေကိုသူ့အားနဲ့အားကုန်ရိုက်လိုက်ပါတော့တယ်ဖိုးပေကမြသူ့ညီလေးလိုချစ်ရတဲ့ထေကျော်သားလေးကိုသူမကိုက်ရပါဘူးဆိုရင်အမှန်တရားကိုတော့ပြောမပြနိုင်ပဲ ထင်ကျော်ချိန်နဲ့တမျှကိုသာအန်ချိတ်ခရင်မျိုးရည်တွေစီးကြနေခဲ့ပါတော့တိတ်မကြပါဘူးထင်ကျော်ရဲ့ရိုက်ချက်တွေကြောင့်မှ လူလင်ရင်နဲ့နောက်ဆုံးဇက်ကြိုးကျသွားခဲ့ကနေရာမှာတည်ဆိုးသွားခဲ့ပါတယ်အမှန်ဆိုရင်သူ့ကိုစရိုက်ထဲကသူ့ထွက်ပြေးသွားလိုက်လို့ရပဲမင်းသူ့ဖေစိတ်ကျဉ်တ်ပါစီဆိုရိစိတ်နေပဲတည်ရဲ့ထိငင်ခံသွားခဲ့တာပါဖိုးပေလဲကြတည်ဆိုးသွားမှထင်ကျော်လေးရိုက်နေတာကိုရက်လိုက်ပြီးစိတ်ကျဉ်တ်သွားခဲ့ပါတယ်ဒီတော့မှသူ့သားလေးကိုတတိယသွားပြီးသွားကြည့်လိုက်တဲ့အခါ သူ့သားလေးရဲ့ဘေးမှာသွေးအလေးလေးနဲ့တည်ဆုံနေတဲ့ငွေဟောက်တကောင်ကိုအံ့ဩစွာပဲအထိတ်တလန့်မြင်တွေ့သွားခဲ့တယ်။ပြီးတော့တိုက်တိုက်ဆိုင်ဆိုင်ပဲသူ့ကလေးလေးလှုပ်လာခဲ့တယ်။ဒီခါမှထင်ကျော်ကအားလုံးကိုနားလေသွားပြီးယူကျုံမရဖြစ်သွားပါတော့တယ်။သူ့သားလေးဖိုးပေပေါ်သူ့အပြစ်ကျိုးလို့မိပြီးဆိုတော့ကိုသူ့သိလိုက်တယ်။ဒါနဲ့ချက်ချင်းပဲဖိုးပေနားကိုသွားပြီးလှုပ်နှိုးပေမဲ့ဖိုးပေရဲ့အသက်ရှူတန်းကိုတော့သူမကြားနိုင်တော့ပါဘူး။